ပရီမီယာလိဂ်စတန်ဒတ်ကိုပေးတယ်ပါနမီလန်နဲ့ဝေဇန်နာလမ်းနောက်ကအင်ဒိုစီတီကိုဒီနေ့မက်ဆေ့ချ်မှာဖြစ်ပါတယ်။ကြည့်ရဆိုရင်ဒီကုန်လုံးမှာဘလို့ facility နဲ့အခန်းဖွဲ့စည်းပုံတွေပါလဲဆိုတာကိုစုနဲ့တူတစ်ချက်တော့တတိကြည့်အောင်နော်။ဒီကုန်လုံးမှာဆိုရင်တော့တခြားကုန်တွေမှာတွေ့ရခဲ့တယ်တက်နစ်ကွင်းနဲ့ဘတ်စကတ်ဘောကွင်းနဲ့ပါသေးတယ်။ အခုမှပြည့်စုံတဲ့ခြင်းရော။နောက် open type ရေကူးကန်နဲ့ပါပြီးတော့ခရီးကူးကန်နဲ့လူကြီးရဲ့ရေကူးကန်ဆိုပြီးတော့နှစ်ခုတောင်ခွဲထားသေးတယ်။ကျွန်တော်ဒီမှာဆိုလဲ24ဟောင်းရရဲ့ကျွန်တော်ဓာတ်လေးက list လေးလေးပါတယ်။ဒီကဆိုရင်အခန်းလေးကိုတစ်ချက်တော့တကြည့်ကြည့်အောင်နော်။ဓာတ်လေးကတော့ဒီနေ့မိတ်ဆက်ပေးမယ့်ကိုတို့အခန်းလေးပေါ့နော်။တကားဟောဆိုရင်လဲ smart clock သုံးပေးထားရဲ့ဝင်ဝင်ရှင်းဆိုဒီဘက်ချက်မှာဆိုရင်တော့ဖက်နဲ့တွေပါထည့်လို့ရမယ့် cabinet ကိုသုံးပေးထားရဲ့အထဲမှာဆိုရင်လဲ meter box တွေထားပေးထားတာတွေ့ရတယ်။ဆိုဝင်ဝင်ချင်းတွေ့ရမှာတော့ single row အခန်းလေးပေါ့နော်။ single row အခန်းဆိုရင်လည်းပေါ်မှာဆိုရင် central type အဲကွန်သုံးပေးထားရင် light ကောင်းကောင်းရပြီရောဆိုပြတင်းပေါက်နေရဆိုရင်အောက်မနှိပ်ပေးပဲလို့အပေါ်မြင်ပေးရတဲ့အတွက်ကိုတသားမိမိတွေနဲ့ကလေးရရှိရသူတွေအတွက်ဆိုရင်တော်တော်လေးကိုမဆစ်ဖြစ်တယ်ပြီးတော့ချီလုံးစကားလည်းတက်ပေးထားရယ်ကဲရဆိုရင်နောက်ထပ်တစ်ခန်းသွားကြည့်ကြည့်ရအောင်နော်ဒါလေးကတော့နောက်ထပ်တစ်ခန်းပေါ့နော် single room နှစ်ခန်းဒီမှာဆိုရင်လည်းအပေါ်မှာဆိုရင် light ကောင်းကောင်းရရယ် central type aircon တွေထားပေးထားရယ်ပြီးတော့ချီလုံးစကားလည်းတက်ပေးထားပြီးအောက်က view ကိုလည်းတော်တော်လေးမြင်ရတာကိုတွေ့ရရယ်ဒါလေးကတော့ရေချိုးကန်ပူတိုင်းတွဲရအခန်းလေးပေါ့နော်အောက်ကောပြီးရောကြွေပြားရဲ့အပြည့်ကပ်ပေးထားပြီးရောတေး ်ချာတသက်ရဲ့သုံးပစ်ထားရဲ့သူတို့ဘုတ်တွေပါရင်တင်လို့ရအောင်လို့တို့တန်းနေထားပေးထားရဲ့ဒီမှာဆိုရင်သူတို့ရေချိုးပြီးထွက်လာရင်တပတ်တို့ဒါမှမဟုတ်လဲဖက်နှက်တို့ထောက်လို့ရရဲ့ပေါ့နော်ဒီရှောင်းလမ်း area ဆိုရယ်အကျယ်ကြီးသုံးပစ်ထားရဲ့ဒီမှာဆိုရင်လည်း video intercam လေးကိုသုံးပစ်ထားတာကိုတွေ့ရရဲ့သူတို့အရှိမအဲ့တရီပါရင် live ဆိုရင်လည်းမြင်ရတာပေါ့နော်ဒါက living room area တော်တော်လေးကိုမှကျဲအောက်က garden area ကိုလည်းလှမ်းပြီးတော့လည်းမြင်နေရရဲ့ lighting လည်းကောင်းကောင်းရပြီးတော့သူတို့မိသားစုတစုကောင်းကောင်းနေလို့ရတော့လေးကိုကျဲရပါတော့နော်ဒါလည်းရတော့ စင်ခေရုံးခန့်လေးပေါ့နော်တော်တော်လေးကိုကျဲအောက်မှာဆိုလဲကြွေပြားရည်အဖြစ်ခင်းပေးထားရဲဒီမှာဆိုရင်လဲမှန်တေကုံနေရာကိုတီးတဲ့နေရာလုပ်ပေးထားရဲရေချူကပိုတိုင်းတွဲရဲလဲပါပြီးရောဆိုတော့ area ဆိုရင်လဲအခြေကြီးသုံးပေးထားတာကိုလဲတွေ့ရဲထေချာတစားစစလဲ idea ကောက်ကောက်လေးသုံးပေးထားတာတွေ့ရဲဆိုတော့ဒီမှာဆိုရင်လဲသုံးပေးထားရဲကာလာလေးရောတကားဟောတော်တော်လေးကိုစင်ပြေဒါက kitchen area လေးပေါ့နော်ဒီမှာဆိုရင်ဆိုတော့ဘေးစင်ပါမယ်ပြီးအောက်ကောပေါ်မှာ cabinet တွေထေချာသုံးပေးထားပြီးတော့ဒီနေရာလေးမှာဆိုရင်လဲအိတ်စောဟုလဲတက်ပေးထားရဲအခန်းထဲမှာအညော်ရီ င်းလောင်မနေအောင်လို့တေချာသုံးမိထားတာကိုလည်းတွေ့ရတယ်။ဒီဘက်ခြံခန်းလေးကတော့ wish set ဒီပိုင်းထားလို့ရတဲ့နေရာလေးပေါ့နော်။တေတေချာချာလုပ်ပေးထားတဲ့နေရာတည်တံ့ထားပေးတာကိုတွေ့ရတယ်။ဒီနေ့စုမဲ့ဆက်ပေးထားတဲ့ဒီကိုမွေးရဲ့ဇင်းတော့ကတော့တိမ်မကုန်းအောင်ရှိရဖြစ်ပြီးတော့စိတ်ဝင်စားရဲဆိုရင်တော့ PSN Property ဆက်သလိုက်ပါနော်။အားလုံး just to mention. Bye bye.